မင်္ဂလာပါ English for Learner YouTube နဲ့ TikTok channel တို့ကနေပြီးတော့ပြန်လဲကြိုဆိုပါတယ်ဒီဗီဒီယိုမှာတော့ participle phrases grammar အကြောင်းကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ grammar ကိုရှင်းပြတဲ့နေရာမှာထုံးစံအတိုင်းပဲ session 5ခုခွဲပြီးတော့အာတင်ဆက်သွားမှာဖြစ်ပါတယ်အဲဒီ grammar ရဲ့ meaning တွေကိုရှင်းပြမယ်ပြီးရင်သူရဲ့ uses အသုံးမြုပ်ပုံတွေကိုရှင်းပြမယ်။ပြီးရင် format အဲပုံစံလေးကိုပြောပြမယ်။ example တွေနဲ့ရှင်းပြသလို exercise တွေကိုလည်းပဲလေ့ကျင့်ပေးဖို့ထည့်သွင်းပေးထားပါတယ်။ဒါ့အပြင် video ရဲ့အစုံမှာ answer key ကိုလည်းပဲအာတိုက်ဆိုင်စစ်ဆေးဖို့အတွက်ထည့်သွင်းပေးထားပါတယ်။ဆိုတော့ participle phrases grammar ကိုစပြီးတော့လေ့လာကြည့်ရအောင်။ participle phrases အာ participle phrases အာ grammar ပေါ့နော်။သူ သူ့ရဲ့ဒီ title ကိုလေ့လာကြည့်မယ်ဆိုလို့ရှိရင် freezes ဆိုတော့ဒါအကောင်လုံးတည်တယ်စကေစုเนาะစကေစုဖြစ်တယ် participant နော် participant ဆိုတော့အဲဘယ်လို verb တွေကိုခေါ်လဲဆိုရင် verb find ng နဲ့ battery ကို participant လို့ခေါ်လို့ရတယ်ဆိုတော့ battery နဲ့ verb find ng ကို participant လို့ခေါ်တယ်ဆိုတော့ participant phrases အဲ participant ဆိုတဲ့အတိတ်ပဲလေးอ่ะ သူကနာမဝိသေသနာသဘောကိုလည်းဆောင်းနေကရိယာဝိသေသနာသဘောကိုလည်းဆောင်းနေသဘောနှစ်မျိုးလုံးကိုဆောင်းနေ phrases စကားစုပုတ်စုတွေဖြစ်ပါတယ်ဆိုတော့ participle phrases နော် participle phrases ဆိုတော့နာမဝိသေသနာသဘောကိုလည်းဆောင်းနေကရိယာဝိသေသနာသဘောကိုလည်းဆောင်းနေစကားစုပုတ်စုတွေဖြစ်တယ်အဲ့တော့ဒီမှာအဲနောက်ထပ်ဆင့်ဘွားတွေးကြည့်မယ်ဆိုရင်သူက participle phrases ကနာမဝိသေသနာသဘောကိုဆောင်းနေဆိုတော့ နောင်းတွေကို အထူးပြုတဲ့နေရာမှာ သုံးလို့ရတယ်။ကရိယာဝိသေသနာသဘောကိုစောင့်နေအတွက်ကြောင့်မလို့ဝါကြတွေကိုအထူးပြုတဲ့နေရာမှာသုံးလို့ရပါတယ်။ဆိုတော့ participle phrases ကနောင်းကိုအထူးပြုဖို့သုံးတယ်လို့ sentence ကိုအထူးပြုဖို့လည်းသုံးပါတယ်။သူက academic writing တွေမှာရေးတယ်။ economical style of writing ဖြစ်စေဖို့ရေးလိုက်တဲ့စာကြောင်းလှပစေဖို့စာကြောင်းတွေမဖောင်းပွားစေဖို့ တူတူနဲ့လူရင်းကိုထိမိစေဖို့အတွက်ဒီ participle phrases တွေကို writing ဘိုင်းမှာပို့ပြီးတော့အသုံးများပါတယ်အဲ့လိုရေးသားတဲ့နေရာမှာနော်ဝါကျတွေကိုရေးသားတဲ့နေရာမှာဝါကျနှစ်ကြောင်းဟာဖြစ်ရက်နှစ်ခုဟာ subject to ရပါမယ် subject to မှသာလျှင် participle phrases တမျိုးမျိုးကိုသုံးရသုံးပေးရမှာဖြစ်ပါတယ်ဆိုတော့ subject နှစ်ခုဖြစ်ရက်နှစ်ခုတူတဲ့ဝါကျနှစ်ကြောင်းကို participle phrases သုံးပြီးတော့တူတူနဲ့လူရင်းထိမိအောင်ရေးသားတဲ့ပုံစံမျိုးဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင် types of participle phrases types of participle phrases participle phrase အမျိုးအစား၃မျိုးရှိပါတယ်။ဘာလဲဆိုတော့ present participle phrase present participle phrase တော့ကျတော့ adjective ဆိုတော့ရှေ့မှာပြောခဲ့တယ်လို့ adjective ကိုလည်း adjective နာမဝိသနာသဘောကိုလည်းစောင်းနေ adverb ကရိယာဝိသနာသဘောကိုလည်းစောင်းနေစကားစုဖြစ်ပါတယ်ဥပမာ walking back to home ပေါ့နော် verb ing နဲ့စတဲ့စကားစုဖြစ်ပါတယ်အဲ့တော့ present participle phrase က verb ing နဲ့စတဲ့စကားစုပါနောက်တစ်ခုက past participle phrase ဒါတူလည်းပဲအလားတူစွာပဲ adjective နမဝိသနာသဘောကိုလည်းစောင်းသလို advert ကရိယာဝိသနာသဘောကိုလည်းစောင်းတယ်သူကကျတော့အဲဘက်ထရီနဲ့စတဲ့စကစုပါဘက်ထရီနဲ့စတဲ့စကစုဆိုလို့ရှိရင်သူ့ကို best participle phrase လို့သတ်မှတ်ပါမယ်နောက်ဆုံးတစ်ခုကတော့ perfect participle phrase ကဲသူကကျတော့ advert အဲကိုပဲသူကအထိပ္ပယ်တက်ရောက်တယ်သူကကျတော့ဘာနဲ့စမလဲဆိုတော့ having battery နဲ့စပါတယ် having ပတ်ထရီနဲ့စရတယ်ဆိုလို့ရှိရင်အဲ့ဒီစကားစုကို perfect participle phrase လို့ခေါ်ပါတယ်ဆိုတော့ဒါက participle phrase သုံးမျိုးရှိတယ်ဆိုတဲ့အကြောင်းကိုလေ့လာခဲ့တာပါကဲနောက်တစ်ခုချင်းစီကိုဆက်ပြီးတော့လေ့လာကြည့်အောင်ပထမဦးဆုံး present participle phrase ကိုလေ့လာကြည့်အောင်အဲ့တော့ present participle phrase ကဘာနဲ့စတယ်လဲဆိုလို့ရှိရင်သူက verb ဖိုင်ရင်ကြီးနဲ့စပါတယ် verb ဖိုင်ရင်ကြီးနဲ့စရဲစကားစုဖြစ်ပါတယ်အဲ့တော့ present participle phrase ကိုဘယ်လိုမျိုးသုံးမလဲဆိုတော့ အဲဒီမှာ၄မျိုးပေါ်ပြပေးထားပါတယ်ဒါအတူကောက်ရေးထားတာပါ reset reason same time add information or subject အကြောင်းအရာတစ်ခုရဲ့ reset အကျိုးရလတ်ကိုပေါ်ပြမယ်ဆိုလို့ရှိရင်အကျိုးရလတ်ကိုပေါ်ပြတဲ့ဝါကြကို present participle phrase သုံးပြီးတော့ရေးလို့ရပါတယ်အဲ့လိုအကျိုးဝါကြတွေကိုပေါ်ပြတဲ့နေရာမှာအဲ့ဒီဝါကြတွေက so because အစရှိတဲ့အာ စကယ်လုံးနေတဲ့စကယ်ဆက် congestion တွေတုံးပြီးတော့ရှင်းထားတဲ့စာကြောင်းတွေပါအဲ့တော့ so because အစရှိတဲ့ congestion တွေနဲ့တွဲပြီးရှင်းထားတယ်ဆိုလို့ရှိရင်အဲ့ဒီဝေချာကအကျိုးတရားကိုဖော်ပြတယ်ဆိုအဲ့ဒီအကျိုးတရားကိုဖော်ပြတဲ့ဝေချာကို present participle phrase ကိုတုံးပြီးတော့ရေးလို့ရပါတယ်နောက်တစ်ခုက reason reasons အကြောင်းတရားပေါ့နော်အကြောင်းတရားကိုဖော်ပြတဲ့ဝေချာတွေကိုလည်းပဲ present participle phrase ပြောင်းပြီးတော့ရေးလို့ရပါတယ်အဲ့ reason ကို အကြောင်းတရားကိုသိတာစေတဲ့စကားလုံးလေးတွေကိုဒီမှာရေးထားပါတယ် know understand realize believe နောက်တစ်ခု conjunction တွေရေးထားတယ် as when အစရှိတယ်ပေါ့နော်အစရှိတဲ့စကားလုံးတွေက reason အကြောင်းတရားကိုသိတာစေတဲ့အကြောင်းတရားဖြစ်တယ်ဆိုတော့သိတာစေတဲ့စကားလုံးတွေဖြစ်ပါတယ်အဲ့တော့ဒီစကားလုံးတွေပါလို့ရှိရင်အများသောအားဖြင့်ဒါကအကြောင်းတရားကိုဖော်ပြတဲ့ဝါကျဆိုတာကိုတည်ထားရမယ်နောက်တစ်ခုကကြတော့ same time same time ဆိုတော့ ရှင်းမပြောခဲ့သလို subject အာဖြစ်ရနှစ်ခုစလုံးဟာဖြစ်ရနှစ်ခုဟာတပြိုင်တည်းဖြစ်တယ်ဖြစ်ရနှစ်ခုလုံးဟာ same time တပြိုင်တည်းဖြစ်တယ်ဆိုလို့ရှိရင်အဲ့ဒီဖြစ်ရတစ်ခုကို present participle phrase ကိုသုံးပြီးတော့ရေးလို့ရပါတယ်ဒီမှာတတိထားမှာက result reason same time active formation subject ဘယ်တော့ပဲသုံးသုံးဖြစ်ရနှစ်ခုလုံးဟာ subject တူရပါမယ်အဲနောက်ဆုံးတစ်ခုကတော့ elevation of subject ဒီ subject ရဲ့နောက်ထပ်အချက်လက်ကိုထည့်သွင်းပြီးတော့ရေးသားတဲ့နေရာမှာ present participle phrase ကိုသုံးလို့ရပါတယ်အဲ့တော့တခုချင်းစီကိုဥပမာလေးတွေနဲ့ရှင်းပြပေးရပါတယ်ကဲ example 1ကိုကြည့်အောင် a survey draw hit the area ပြင်းထန်တဲ့မိုးကောင်ရေချားခြင်းကဒီနေပယ်မှာဖြစ်ပွားခဲ့တယ် it did a lot of damage to the crop ဒါကားတဲ့ကောက်ပေးတိနဲ့ညီထိခိုက်ပျက်စီးမှုညာစွာကိုဖြစ်စေခဲ့တယ်။ဆိုတော့ဒီဝါကြနှစ်ကြောင်းမှာဆိုလို့ရှိရင်နောက်ဝါကြလေးရဒါက result ကိုဖော်ပြထားတဲ့ဝါကြဖြစ်ပါတယ်။ဒါကအကျိုးတရားကိုဖော်ပြတဲ့အဲရှေ့ဝါကြကဒါအကြောင်းတရားပေါ့နော်။ဘုကောင်ရေရှားဖြစ်ပွားခဲ့တဲ့အဲ့လိုဖြစ်တဲ့အတွေ့အကြုံမလို့ကောက်ပေးတိနဲ့ပျက်စီးဆုံးရှုံးမှုကြီးအများကြီးဖြစ်ပေါ်စေခဲ့တယ်။ဆိုတော့ဒီဝါကြလေးရအကြောင်းတရားအဲ sorry အကျိုးတရား ဆိုတော့အဲ့ဒီအချိုးတရားဝကြလေးကိုအဝကြနှစ်ကြောင်းမရှိတော့ဘဲနဲ့အဲ့ဒီဝကြနှစ်ကြောင်းတစ်ကြောင်းနဲ့ပြန်အောင်ပေါင်းရမယ် present participle phrase ကိုအဲတုံးပြီးတော့ရေးလို့ရပါတယ်ဆိုတော့ present participle phrase ဆိုတော့ verb ရင်းနဲ့စတာဖြစ်ဖြစ်ကြောင်းမလို့အချိုးတရားထဲမှာပါတဲ့ verb ကို verb ရင်းကြီးပြောင်းပြီးတော့ရေးလိုက်ပါမယ်အဲ့တော့ဒီမှာအဲရှေ့မှာပြောခဲ့သလိုဒီဝကြမှာဖြစ်ရနှစ်ခုမှာ subject ကအတူတူပါပဲ as every as every drop ပြင်းထန်တဲ့မိုးကောင်ရေချမ်းမှု နောက်မှာ it ၎င်းဆိုတာလေ share sorry drop ကိုပြောတာပါဆိုတော့ဒီကြောင်းလေးဖြစ်အောင်ရေးမယ်ဆိုလို့ရှိရင်အဖြေလေးကဘယ်လိုဖြစ်သွားမလဲဆိုတော့ a sorry draw hit the area comma do you allow a damage to the crop ဆိုပြီးတော့ရေးလို့ရပါတယ်အဲ့တော့ဒီမှာ data မှာက phrase တွေရေးမယ်ဆိုလို့ရှိရင် comma လေးရှားပေးရပါမယ်ကဲနောက်ထပ်ဥပမာတစ်ခုကိုဆက်ပြီးတော့ကြည့်အောင် number 2 i realize that i put on some weight ငားတဲ့ weight တက်နေတယ်ဆိုတာကိုနားလည်ခဲ့တယ်။ I begin to exercise more အာလေ့ကျင့်ခန်းကြီးအများကြီးစတင်ပြီးတော့လှုပ်ဆောင်ခဲ့တယ်။ဆိုတော့ဒီရှင်းဝက်ကြလေးကရှင်းဝက်ကြလေးကဘာကိုဖော်ပြလဲဆိုတော့အကြောင်းတရားကိုဖော်ပြတယ် reason ကိုဖော်ပြတယ်။အဲ့လိုတိတာစေတဲ့ buff လေးဒီမှာတုံးထားပါတယ် realize နားလေသိမြင်တဲ့သဘောပေါက် ဝိတ်တွေတက်နေတယ်ဆိုတော့ तू ကတိတယ်ဆိုတော့တိတယ်ဆိုတော့ဒါအကြောင်းတရားပေါ့နော်ဒါကြောင့်လေ့ကျင့်ခန်းစပြီးတော့လုပ်တယ်ဒါကြောင့်မလို့အကြောင်းတရားကိုဖော်ပြရတဲ့ reason ကိုဖော်ပြရတဲ့ဝါကြကို present participle phrase တုံးပြီးတော့ရေးလို့ရပါတယ်ဝါကြနှစ်ကြောင်းပေါင်းပြီးတော့ရေးလို့ရပါတယ်ဆိုတော့ before ရင်းနဲ့စလိုက်မယ် realizing that i put on some weight comma i begin to exercise more okay example 3 I look out of the window အင်္ဂါရဲ့ British Boy အပြင်ဘက်ကိုကြည့်ခဲ့တယ်။ I notice the unusual dark clouds in the sky ။ကောင်းကင်မှာတဲ့ထူးဆန်းတဲ့တိမ်မဲတွေကိုသတိထားမိခဲ့တယ်။ဆိုတော့ဒီဝါကျနှစ်ကြောင်းက same time တပြိုင်တည်းဖြစ်တာကိုဖော်ပြနေတာပါ။ကျွန်တော်အားတဲ့ငါကားတဲ့ British Boy အပြင်ဘက်ကိုကြည့်လိုက်တယ်။အဲ့ဒီအချိန်မှာ unusual debt cloud တွေကိုသူကတွေးခဲ့တယ်ကျွန်တော်တွေးခဲ့တယ်လို့ရေးထားတယ်အပြင်ဘက်ကိုကြည့်လိုက်တယ်ကြည့်လိုက်တဲ့အခါမှာ unusual debt cloud တွေကိုအကောင်းကင်မှာတွေးခဲ့တယ်ဆိုတော့ဒီဖြစ်ရတစ်ခုကတပြိုင်တည်းဖြစ်တာပါတပြိုင်တည်းဖြစ်တဲ့အတွက်ကြောင့်မလို့ဖြစ်ရတစ်ခုကို present participle phrase ကိုသုံးပြီးတော့ရေးလို့ရပါတယ် subject ကတော့ဒီမှာအတူတူပါပဲဆိုတော့ရှေ့ရှေ့ရ ဝါကြကို present participle phrase ကိုပြောင်းလိုက်မယ် verb engine နဲ့စပြီးတော့ရေးလိုက်မယ် looking out of the window ကောင်းပါ i noticed the unusual dark clouds in the sky ကဲနောက်တစ် example 4ကိုကြည့်အောင် dolphin whistle click and squeak this stuff from bath ဒီ dolphin လင်းမိုင်တွေဟာတဲ့အတန်အမျိုးမျိုးပြုတ်လုပ်တယ်ပေါ့နော်အတန်တွေထုတ်တယ်အဲ့ဒါကတဲ့သူတို့ဟာအဲ့လိုအတန်ထုတ်တာကမွေးတာဆိုင် ဆိုတော့ဒီဝက်ကြမှာဆိုရင်ရှေ့မှာရှိတဲ့ dolphin subject ရဲ့ information ကိုနောက်ဝက်ကြကပေးထားတာပါရှေ့မှာရေးထားတဲ့ဝက်ကြ main clock မှာပါတဲ့ subject ရဲ့ information နောက်ထပ်အချက်လက်ကိုနောက်ဝက်ကြကဆက်ပေးထားတာဆိုတော့အဲ့လို add information ဆက်ပေးထားတဲ့အချက်လက်ကို present participle phrase သုံးပြီးတော့ရေးလို့ရပါတယ်ကျွန်တော်သူ တွေ့အဖြေလေးကဘယ်လိုဖြစ်သွားမလဲဆိုတော့ dolphin whistle click and squat comma standing from bath ဆိုပြီးတော့ရေးလို့ရပါတယ်ဆိုတော့ present participle phrase ကအဲ၄မျိုးသုံးလို့ရတယ် result reason center and information of the subject တို့ကဘဝအရင်နဲ့စတဲ့စကားစုဖြစ်တဲ့များသောအားဖြင့် edit verb တွေကိုအဲ edit verb တွေကို present participle phrase ပြောင်းပြီးတော့ ရေးတာဖြစ်တယ်ပေါ့ဒါဆိုလို့ရှိရင်နောက်ထပ် Facebook ကိုဆက်ပြီးတော့လေ့လာကြည့်အောင်ဒီနောက်ထပ် phrase တစ်ခုက past participle phrase ဆိုတော့ဘာလဲစမလဲဆိုတော့ battery နဲ့စားတဲ့စကားစုပါဆိုတော့ past participle phrase ကိုဘယ်လိုသုံးမလဲဆိုတော့တဲ့သူအများလုံးအားဖြင့် passive voice passive voice normally ပေါ့နော်အများသောအားဖြင့်တာမန်များသောအားဖြင့်တော့သူက passive passive voice ဒီကို past participle phrase နဲ့ရေးတာများပါတယ်သူကဘလို့အကြောင်းအမျိုးတွေရေးမှာလဲဆိုတော့ time or condition အချိန်အချိန်နဲ့အခြေအနေတွေကိုဖော်ပြတဲ့ဝါကြတွေဆိုလို့ရှိရင် past participle phrase ကိုသုံးပြီးတော့ရေးတယ် cause and reason အကြောင်းတရားနဲ့အကျိုးတရား တွေကိုဖော်ပြတဲ့နေရာမှာလည်းပဲ past participle phrase ကိုသုံးတယ်နောက်တစ်ခုက active omissional subject ဒီ subject ရဲ့နောက်ထပ်အချက်လက်တွေကိုလည်းဖော်ပြတဲ့နေရာမှာ past participle phrase ကိုသုံးပါတယ်ဒီတစ်ချက်လေးကိုမှတ်ထားပါမယ်အများသောအားဖြင့်သူက passive voice တွေကို past participle phrase ပြောင်းပြီးတော့ရေးတာညပါတယ်ကဲ example လေးကိုကြည့်ကြအောင် participle can make your writing more conscious if they are used in different ways ကတိမဆိုလို့ရှိရင် if they are used in different way ဒါက condition ကိုပြောတာပါအခြေအနေကိုဖော်ပြတာပါသူတို့ကိုတဲ့ဤလမ်းမျိုးမျိုးနဲ့သုံးမယ်ဆိုလို့ရှိရင် participle ဒီ participle တွေကို can make your writing more conscious မင်းရဲ့အရေးသားတွေကို conscious ဖြစ်အောင်ပြုလုပ်နိုင်냐ပြုလုပ်နိုင်ပါတယ် ကျွန်တော်ဒီမှာနောက်က condition ကိုဖော်ပြထားတယ်ပြီးရင် passive point နဲ့လည်းရေးထားတယ်ဒါကြောင့်မလို့ past participle phrase ကိုပြောင်းပြီးတော့အဲရေးလို့ရတယ်ဝါကျနှစ်ကြောင်းပေါင်းဆက်ပြီးတော့ရေးလို့ရတယ်ဆိုတော့ဘယ်လိုဖြစ်သွားမလဲဆိုတော့ participle can make your writing more conscious comma use in different ways ဆိုတော့ဒီမှာ full story လေးကျန်ခဲ့ပါတယ်ဆိုတော့ဒီမှာ past participle phrase က part 3နဲ့စာမှာဖြစ်ပါတယ်ဆိုတော့ share back to be မပါတော့ဘူး use in different ways the best participle phrase နဲ့ပြောင်းပြီးတော့အကြံအကြံကိုပေါင်းပြီးတော့ရေးလိုက်တာပါ။ကဲနောက်ထပ်ဥပမာတွေကိုလည်းပဲဆက်ပြီးတော့ကြည့်ကြအောင်။ example 2 mama was worried by the news mama ကတဲ့အဲတင်းတကားကိုကြားပြီးတဲ့နောက်စိုးရင်သွားတယ်။ she called the hospital ဆေးရုံကိုသူခေါ်ခဲ့တယ်ပေါ့နော်။ ဆိုတော့ဒီမှာဆိုလို့ရှိရင်ရှေ့မှာ passive voice နဲ့ရေးထားပါတယ် passive voice နဲ့ရေးထားတယ်ဒါ cause reason ကိုဖော်ပြရဲဝတ်ကြပါအဲ့ cause reason ကိုဖော်ပြရဲဝတ်ကြမှာသူက passive voice နဲ့ရေးထားတယ်ဒါကြောင့်မလို့အဲ့ဒီရေးထားတဲ့ဝတ်ကြလေးကို best participle phrase ပြောင်းပြီးတော့ပြောင်းပြီးတော့ဝတ်ကြနဲ့ကြောင်းကိုဆက်ပေးမှာပါဆိုတော့ past participle phrase က battery နဲ့စတာဖြစ်တဲ့အတွက်ကြောင့်မလို့ worry ကစာရေးမယ် worry by the news ကမှ mama called the hospital ဆိုဒီမှာတတိထားမှာက mama ကနောင်ဖြစ်တဲ့အတွက်ကြောင့်မလို့အဲဒီနောက်က pronoun နေရာမှာမူရင်းနောင်မူရင်းနံကိုပြန်ပြီးတော့တုံးလိုက်တာပါကဲနောက်ထပ်ဥပမာကိုဆက်ကြည့်အောင် example 3 jaw on was pay with pride အဲကြောအောင်ကားတဲ့ PD ဖြာနေတယ်ပေါ့နော် PD ဒီပြည့်နေနေတယ် and ပြီးတော့ he walked to want the state to receive the prize စူယူဖို့အတွက်စင်မြင့်ပေါ်ကိုလမ်းလျှောက်လာခဲ့တယ်။ကဲဒီဝက်ကြရတော့ဒီ active formation of subject ပေါ့နော်။ဒီ subject ရဲ့ noted information ကိုပေးတာဖြစ်ပါတယ်။ကျွန်တော်ဒီမှာရှေ့ဝက်ကြက passive voice နဲ့ရေးထားတဲ့အတွက်ကြောင့်မလို့အဲ့ဒီဝက်ကြလေးကို past participle phrase ပြောင်းပြီးတော့ရေးမှာပါ။ past participle phrase ဆိုတော့ battery နဲ့စတဲ့စကားစုဖြစ်ပါတယ်။ ဆိုတော့ဘလို့ဖြစ်သွားမလဲဆိုတော့ favor pride ကျော် on walk toward the state to receive the prize ဒီမှာလည်းပဲဟီနေရာမှာသူ့ရဲ့မူရင်းနဲ့ကျော်အောင်ကိုပြန်ပြီးတော့တုံးပေးရတာဖြစ်ပါတယ်ဆိုတော့ best participant phrase အဲကိုလည်းပဲနားလဲနားလဲသဘောပေါက်မယ်လို့ယူကြည်ပါတယ်ဆိုတော့ best participant phrase ကအများသောအားဖြင့် passive point တွေကို passive point တွေရေးထားတဲ့စာကြောင်းတွေကိုအာ best participant phrase ပြောင်းပြီးတော့ရေးတာများပါတယ်အဲဘယ်လိုမျိုး အသုံးပြုမလဲဆိုလို့ရှိရင်ရှေ့မှာရှေ့မှာရှေ့မှာ ဖော်ပြခဲ့တဲ့အတိုင်းပဲအဲ time condition ဖော်ပြတဲ့ဝကြတွေ cause reason ကို ဖော်ပြတဲ့ဝကြတွေနဲ့ adformation of subject ကိုဖော်ပြတဲ့ passive voice နဲ့ရေးထားတဲ့ဝကြတွေဆိုလို့ရှိရင် past participle phrase ကိုသုံးပြီးတော့ရေးရပါတယ်ဒါဆိုလို့ရှိရင်နောက်ဆုံး phrase ကိုဆက်ပြီးတော့လေ့လာကြည့်အောင်ပါ ကဲနောက်ဆုံးတစ်ခုကတော့ perfect participle phrase ဖြစ်ပါတယ်သူက having battery ပေါ့နော် having battery နဲ့စာမယ်တကယ်လို့ passive voice နေဆိုလို့ရှိရင် having be battery နဲ့စာမှာပါဆိုတော့သူကအများသောအားဖြင့် complete complete action ပြီးပြီးဆုံးသွားတဲ့ပြီးဆုံးသွားတဲ့ဖြစ်ရက်တွေကို ဖော်ပြတဲ့စာကြောင်းတွေကို perfect participle phrase နဲ့ရေးတာပါလုံးဝကိုပြီးသွားပြီပြီးစီးသွားပြီပြီးဆုံးသွားပြီပြီးစီးသွားပြီပြီးဆုံးသွားပြီဆိုတဲ့အကြောင်းအရာဝါကြတွေကို perfect participle phrase ကိုတုံးတာပါဆိုတော့ပြီးဆုံးသွားပြီပြီးသွားပြီဆိုတဲ့အဲ verb တွေဖြစ်တဲ့ has a battery had battery ဒီလို verb တွေပါလို့ရှိရင်ဒီ has a battery had battery အဲ perfect tense တွေကဒါပြီးဆုံးမှုကိုဖော်ပြတာဒါကြောင့်မို့ဒီ verb တွေပါတယ်ဆိုလို့ရှိရင် perfect participle phrase နဲ့ရေးရမယ်ဆိုတာကိုနားလည်ထားအောင် passive point နဲ့ရေးမယ်ဆိုရင်တော့ has been battery had been battery ဆိုတော့ဒီလို perfect tense တွေနဲ့ရေးထားတဲ့စာကြောင်းတွေကပြီးစီးမှုကိုဖော်ပြရတယ်ပြီးမြောက်တာကိုဖော်ပြရတဲ့ကြောင့်မလို့ဒီ verb တွေပါတယ်ဆိုလို့ရှိရင် perfect participle phrase နဲ့ရေးရမယ်လို့နားလည်သဘောပေါက်အောင်ဒီ verb တွေမပါပါဘဲ ်ဝါကြရဲ့အတိတ်ဘယ်က completed action ပြီးဆုံးသွားတယ်ဆိုတော့အဲအကြောင်းအရာမျိုးဖြစ်နေမယ်ဆိုရင် level perfect participle phrase ကိုသုံးပါတယ်အဲ့တချက်တော့သတိထားစေချင်ပါတယ်ဒါဆိုလို့ရှိရင်ဥပမာလေးကိုကြည့်ကြည့်အောင် example 1 afra he had finished homework သူတဲ့ homework အိမ်စာတွေကိုပြီးသွားတဲ့အခါမှာ he want to play အဲစတင်သူကစားကစားဖို့စတင်ခဲ့တယ်ဆိုတော့ဒီနေရာမှာအာဖရာလည်းပါသလို head battery လည်းပါပါတယ်ဆိုတော့ဒီအပန်းရပြီးဆုံးသွားတယ်ပြီးသွားတယ်ဆိုတော့အတိတ်ပဲကိုတက်ရောက်ပါတယ်ဒါကြောင့်မလို့ဒီအပိုင်းကို perfect participle phrase နဲ့ဆက်ပြီးတော့ရေးမှာပါဆိုတော့ perfect participle phrase ဆိုတာ having battery ပါဒါကြောင့်မလို့ having finished homework comma he want to play လို့ဖြေမှာပါ ကဲ example 2ကိုဆက်ကြည့်အောင် first ပထမဦးဆုံး she study the school lesson သူကတဲ့ကျောင်းစာတွေကိုလေ့လာခဲ့ပါတယ် then အဲ့ဒီနောက် she started to watch tv tv ကိုစပြီးတော့ကြည့်ခဲ့တယ်ဆိုတော့ဒီဝက်ကြမှာအဲ perfect tense တွေပြည့်စုံမှုကိုဖော်ပြတဲ့ perfect tense တွေမပါပါဘူးဒို့ပေမဲ့ဝက်ကြရဲ့အတိတ်ပေက complete action ကိုဖော်ညွှန်းနေပါတယ် အားကြောင့်လဲဆိုတော့ first ဆိုတာလဲပါတယ် them ဆိုတာလဲပါပါတယ်အတိတ်ပဲအတိတ်ပဲကလဲ complete action ကို complete action ဖြစ်တယ်ဆိုတဲ့အကြောင်းကိုဖော်ပြနေတယ်အဲသူကရ school lesson တွေကိုလေ့လာခဲ့တယ် then အဲ့ဒီနောက်ဆို school lesson တွေကိုလေ့လာပြီးသွားပြီးပြီးသွားပြီးထို့နောက်အဲ့လိုပြီးသွားပြီးသွားပြီးမှသာလဲသူက TV ကိုစပြီးတော့ကြည့်ခဲ့တာလို့အတိတ်ပဲအရာဒါကြောင့်မလို့ ီရှေ့ဝက်ကြလေးဟာပြီးစီးမှုဖော်ပြရဲ complete action ကိုဖော်ပြရဲအတွက်ကြောင့်မလို့ဒီရှေ့ရဝက်ကြကို perfect participle phrase သုံးပြီးတော့ရေးမှာပါဆိုတော့ဒီနေရာလေးကိုတော့သတိထားပါမယ်ဆိုတော့ perfect participle phrase ဆိုတော့ having battery နဲ့စတာပါဒါကြောင့်သူအဖြေလေးက having studied the school lesson comma she studied to watch tv လို့ဖြေရမှာဖြစ်ပါတယ်ဒါဆိုရင်နောက်ထပ်ဥပမာလေးကိုဆက်ပြီးတော့ကြည့်ကြအောင် ကဲဒီမှာတော့ exercise ငါးဖို့ကိုဖော်ပြပေးထားပါတယ်ဆိုတော့ဒီ exercise ငါးဖို့ကိုကြိုးစားပြီးတော့ဖြည့်ကြည့်ပါဗီဒီယိုရဲ့အဆုံးမှာ answer key ကိုထည့်သွင်းပြီးတော့ဖော်ပြပေးထားပါတယ် answer key နဲ့တိုက်ဆိုင်စစ်ဆေးပြီးတော့ဘယ်နှပုတ်မှန်တယ်လဲဆိုတာကို comment box မှာရေးခဲ့လို့ရပါတယ်